Mm-hmm. ကျွန်တော်နာမည်ဝင်းသူပါကျွန်တော်ဒီဆိုင်ဟာ2019ပေါ့2019ခုနှစ်လပိုင်းမှာစပြီးတော့ဖွင့်ပြခဲ့တာကျွန်တော်ဒီဆိုင်ဖွင့်ပြခဲ့တဲ့ရည်ရချက်ကလည်းဒီနောက်ပိုင်းလူတွေကစမ်းမာရေးလိုက်စားလာတယ်လိုက်စားလာတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဒီ chemical မပါတဲ့သတ္တုပစ္စည်းမပါတဲ့ပစ္စည်းတွေနဲ့လှုပ်ပြီးတော့ဒီခောက်ဆဲကို လက်လက်ဆက်ဆက်နဲ့အစားသုံးလို့ရအောင်ကျွန်တော်ဒီ channel ဖွင့်ခဲ့တာပါအာဒီ course ကိုကျွန်တော်ကဒီဆက်ဆာချင်းသူ့ရဲ့စလုပ်တဲ့ဟိုးရှိခင်လာလွန်ခဲ့တဲ့နှစ်တရာကျော်ကလေးကဒီ course ကို DIY ဝလုံးနဲ့ပဲစကြိတ်လာတဲ့အတွက်ကြောင့်လို့ကျွန်တော်တို့လည်းဒီရှေ့ရှေ့ရအတိုင်းပဲကျွန်တော်တို့ဒီနည်းပညာအတိုင်းပဲလေ့လာပြီးတော့ကျွန်တော်တို့လုပ်ပြီးတော့ လောက်ဖြစ်တာပါချစ်လင်းမှုပေါ့သူရဲ့ဒီဂျုံထိုးမှုနဲ့ဒီကျွန်တော်တို့ကဒီဂျုံကိုချက်ဥနဲ့နယ်မယ်နယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဝလုံးနဲ့ပေါ့ထက်ခါထက်ခါပြန်ပြီးတော့လန်ပြီးတော့ပြန်ကျိတ်တယ်အတွက်ကြောင့်မလို့သူရဲ့ချစ်လင်းမှုနဲ့စားရတဲ့အရတာတွေတော့သူကွာလာမယ်လို့ထင်တယ်အာကျွန်တော်တို့ဒီခောက်ဆွဲအပြင်မှာရှမ်းအစားစားတွေနောက်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင် လုပ်တဲ့ဒီဖတ်ထုတ် ဒီရောဟုတ်ကဲ့အဆုံးရပါတယ်နော်အဲမိသားစုတွေလာတဲ့အချိန်မှာဆိုရင်တော့ကလေးတွေကြတော့တိုင်းချက်ပေါင်းအရေတို့ချက်ပေါင်းစီကျဲတို့အမလူလက်ပိုင်းတွေကြတော့မာလာနဲ့စားကြတယ်ပေါ့ပြီးရင်အသက်ကြီးပိုင်းတွေကြတော့ဟာချင်းဆက်လေးတွေနဲ့စားကြတာပေါ့ဟုတ်ကဲ့ကျွန်တော်တို့အခုလောလောဆယ်ဒီခောက်ဆဲကို200 gram ဆိုတဲ့အထုပ်လေးတွေနဲ့ထုတ်ပြီးတော့ရောင်းချပေးနေရပေါ့ကျွန်တော်လောလောဆယ်မှာတော့စိုင်ပါပဲဟုတ်ကဲ့အသားလုံးကလည်းကျွန်တော်တို့ဒီနောက်ပိုင်းဖွင့်ဖွင့်နေမှာဟာ တိုးလာတဲ့ဥစ္စာတွေပေါ့အသားလုံးဆိုလဲကြက်တလုံးရမယ်အမဲလုံးရမယ်ဝက်တလုံးရမယ်ပေါ့အဲ့ဟာတွေလည်းအကောင်လုံးဆိုင်မှာကိုယ်တိုင်အသားတွေနဲ့ပဲချိန်ထားတာပေါ့ဟုတ်အဲ့ဟာလည်းအတူတူပဲဓာတုပစ္စည်းတွေလည်းမပါဘူးလုံးဝဟာအသားတွေရယ်စားရယ်နောက်ပြီးတော့ရေခဲနဲ့နောက်ပြီးတော့ကြက်ဥနဲ့အမျိုးနဲ့ပဲချိန်ထားတာပေါ့ဟုတ်ကဲ့ကျွန်တော်က chef လို့လည်းပြောလို့ရတယ်ပေါ့ကျွန်တော်လွန်ခဲ့တဲ့2013တော့တရုတ်ပြည်မှာပေါ့ကွမ်ဂျုံမှာစပုံမူးအကြောင်းမှာကျွန်တော်လည်းနည်းနည်းဟိုဟာပညာတော့သင်ခဲ့တာပေါ့ပြီးမှပြန်လာမှကြားထဲမှာ 9နှစ်လောက်အချိန်ပေးပြီးမှဒီဆိုင်ကိုဖွင့်ဖြစ်သွားတာကျွန်တော်ဒီ delivery နဲ့ချိန်ဆက်ထားတာ high zone mall နဲ့ချိန်ဆက်ထားတယ်ပူ mall နဲ့လည်းချိန်ထားတယ်ပြီးရင် auto နဲ့လည်းချိန်ထားတယ်ပြီးရင် dot to dot နဲ့လည်းချိန်ထားတယ်ပေါ့အဓိကဒီ social network မှာတော့လူတွေကလူတိုင်းလူလို့တုံးတက်နေပြီးတုံးလဲတုံးနေပြီးတွင်းတွင်းကျကျတုံးနေပြီးကြော်ညာအပိုင်းမှာလည်းဟိုအားဖြည့်ထားတာပေါ့ 他那血多。